တစောင်းနိုင်ကာလမှာကျင်းပနေကြဖြစ်တဲ့ရွှေတဘုံစီရော်ဘော်ကမတိုးတင်ငယ်ရဲ့ပြိုင်ပွဲနဲ့စက်ကက်လှူဒန်းပွဲကိုအခုနှစ်မှာလဲနိုဝင်ဘာလ25ရက်နေ့ညနေပိုင်းကရွှေတဘုံစီရော်ရင်ပြင်ယာဟုတောက်အောင်မြင်မှာပြုလုပ်ခဲ့ပါတယ်။မတိုးတင်ငယ်ရဲ့ပြိုင်ပွဲကိုနိုဝင်ဘာ25ရက်နေ့ညနေပိုင်းကစတင်ခဲ့ပြီးရွှေတဘုံစီရော်ဘာသာရေးအသင်းအဖွဲ့၉သင်းကအမျိုးသမီးငယ်တွေကမတိုးတင်ငယ်ရှင်ပြိုင်ရပ်လုပ်ခဲ့ပါတယ်။ ုတော့ကျွန်တော်တို့အရမ်းများမြင့်ချင်းသက်ပြည်တာဆိုတော့ဒီကောင်ဒီကောင်ကတော့ဒီမှာကြည့်တဲ့ဒေသကိုပါတယ်ရွှေဒဂုံစီရုံမှာပြုလုပ်ခဲ့တဲ့မတိုးတင်ငယ်ရဲ့ပြိုင်ပွဲကိုလာရောက်သူတွေအထူးမြားပြခဲ့ပါတယ်။မတိုးတင်ငယ်ဆိုတာဟာ တန်ကားတွေကိုယ်တိုင်သင်ငန်းတွေကိုချုပ်ဆိုးဝေးကြရတဲ့ခက်ကကထိန်သင်ငန်းရဲ့အမည်တစ်မျိုးဖြစ်ပြီးအဲ့ဒီခက်ကတန်ကားတွေဟာကထိန်ခင်းမှုလှူဒန်းတဲ့အဝတ်ကိုညအိတ်သိမ်းဆဲမထားပဲလှူဒန်းတဲ့နေ့အာယုံမတက်မီအချိန်တွင်သင်ငန်းပေးအပ်မှုချုပ်ဆိုးမှုကိစ္စတွေကိုပြီးစီအောင်ဆောင်ရွက်ကြရပြီးဒီလိုကိစ္စအလုံးကိုနေချင်းပြီးအောင်လှုပ်ဆောင်နိုင်တဲ့သင်ငန်းကိုမတိုးသင်ငန်းလို့ခေါ်ကြောင်းစာပေတွေမှာရေးသားထားမှုအရသိရပါတယ် ဒီလိုရန်လုတ်ခဲ့တဲ့မတိုးတင်ကန်တွေကိုကစားမုံလာပြည့်နေ့ဖြစ်တဲ့နိုဝင်ဘာလ26ရက်နေ့အာယုံတက်ချိန်မှာရွှေတကုံစီတော်အာယုံကန်တစောင်းတွေမှာရှိတဲ့ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ရှင်မြင်းတော်ပေါ်မှာရှိတဲ့ဗုဒ္ဓရုပ်ပွားတော်တွေကိုဆက်ကပ်လှူဒန်းခဲ့ပါတယ်။